ထိုင်းနိုင်ငံရဲ့အထက်20အထက်အထက်မြင့်အဆောက်အဦတွေမှာကျိုးနဲ့ဆိုင်ပြီးပြုပြင်ရေးလုပ်နေတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်ကအောက်ခြေအလုပ်သမားအများစုကိုကြည်ရင်မြန်မာနိုင်ငံသားတွေကိုတွေ့နိုင်ပါတယ်။ဒါတွေတွေမှာကပဲအနေအများတဲ့လျှက်စင်ပြီးပြုပြင်တာရေမြောင်းဖော်တာတွေကအစားအလုပ်ကျန်းတွေမှာဆိုရင်လည်းမြန်မာတွေကိုတွေ့ရမှာပါ။မြန်မာအများစုဟာအလုတ်ကင်ခွင်လန်းတွေအိန္ဒိချင်းထိုင်းနိုင်ငံကိုလာရောက်လုပ်ကြရမှာ blue collar လို့ခေါ်တဲ့ပန်းရောင်ကနေအလုပ်လုပ်ကြရတဲ့အခြေခံအလုပ်တွေကိုလုပ်ကြရတာများပါတယ်။ အရင်ကရုံဝင်နန်းတူဖြစ်တဲ့အသက်34နှစ်အရွယ်မတ်မီကတော့အာနာသိမ့်ပြီးနောက်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှထိုင်းနိုင်ငံကိုရောက်လာခဲ့သူပါအများကြီးတူအောက်လန်ကန်ဒီထိုင်းနိုင်ငံနဲ့တရားမဝင်ဝင်ရောက်ခဲ့သူဖြစ်ပြီးအဲ့ဒီလိုလာနိုင်ဖို့မြန်မာငွေကျပ်သိန်း30ကုန်ကြခဲ့ပါတယ်။အဲ့ဒီလိုအကုန်ကြခံရောက်လာပြီးတဲ့နောက်အလို့ရဖို့မြန်မာကျပ်ငွေ6သိန်းခွဲနဲ့ညီတဲ့ဘတ်ငွေ9000ပေးခဲ့ရတာတောင်ဘာ6ထားစာရွက်စာတမ်းမှမရှိတာကြောင့်တစ်ခါမှမလုပ်ဖူးတဲ့စောက်လို့ရေလုပ်ငန်းခွင်မှာပဲအလို့ရခဲ့ပါတယ်။ အဲကွန်ကန်ထဲမှာကွန်ပျူတာကအင်လုပ်လုပ်ခဲ့ရတဲ့သူအတွက်မကင်ဘူးတဲ့ okay ပြီးလက်မြေတွေနဲ့ဝေးပြီးအဲ့ဒီထက်ပိုကောင်းတဲ့အလုပ်ရဖို့ဘက်ခေါ်ပန်းရောင်ကက်ကအရေးကြီးလိုအပ်ချက်ဖြစ်ခဲ့ပါတယ်ဒါကြောင့်အလုပ်လုပ်ကံခွင့်အထောက်အထားတွေပန်းရောင်ကတ်လုပ်ဖို့အတိပွဲစားစီထိုင်းပန်ငွေတထောင်ခွဲပေးပြီးစီးရင်တင်ခဲ့ပေးမယ်။အလင်ခံခဲ့ရတာကြောင့်အကျွေးတန်တရားတွေလည်နေခဲ့ပါတယ်။ပထမဆုံးလုပ်တဲ့လို့ဆိုလို့ရှိရင်အလုပ်ကမရှိဘူး။ရှိရကအမှန်နဲ့စားသာတောက်စရာတွေပြက်အမှန်နဲ့15ရက်လောက်ကြာသွားတယ်ချင်တယ်။ ။အဲဒါကြောင့်စားတတ်တာကြက်တော့ဘာလို့လောက်ရလဲဆိုတော့သက်ဆန်တဲ့အိမ်ကိုပြန်တောင်းဖို့ကလည်းမရဘူး။ဆိုဘန်ကတ်မရှိဘူး။ဘန်ကတ်ကလည်းမရှိဘူး။တော့အတိအကျတခြားရောက်လာတာတော့မရှိတဲ့ခါစားဘယ်လိုလုပ်ရလဲဆိုတော့စားဖို့ဆန်နဲ့ရှိတယ်။စီးလေးနဲ့နဲ့ကစုံကစုံကင်းအောင်မှာတိုးပြီးစားတယ်။နောက်တစ်လုံးကိုပြောင်းတဲ့ခါမှကြာမှသက်ဆန်ထွက်တယ်။ထွက်တဲ့ခါလဲကြာအဲ့ဒါခုစားထွက်တဲ့ခါလဲကြာလို့ရှိရင်ဘာလို့လဲဆိုတော့ခရောင်းတော့ပုံမှုဆွဲဖို့ကဒါသာဒီအတိုးဖို့ခြေရတာနဲ့အတိုးဖို့ခြေပေးရဖို့အတွက်အားဆိုင်ရအဲ့ပုံယူခဲ့တဲ့ဒီခုနပြောတဲ့ 22သိန်းဆိုတဲ့ပတ်စံပေါ့နော်အဲသိန်း30ပတ်စံကိုဒီအတိုးတက်တာတဲ့ဒီကိုကအတိုးတက်ပေးရတာနဲ့ဒီကိုကလကိုက3လလောက်ကြာနောက်ပိုင်းကြာမှာကိုကအဲ့လိုဆက်မအခုတနစ်ခွဲကြော်ကြော်လောက်မှမှအဲအခြေဖို့အေးရောင်လေးပဲရှိပြီးရောပေါ့နော်ကြည်လားဆိုလဲမကြည့်ကြည့်မကြလို့ရှိရင်ကိုနောက်တစ်လောက်ကပြောင်းသွားပြန်ချက်ပြီးအရွေးတင်တယ်အဲ့လိုတန်လျာရေးရန်လေ ထိုင်းနိုင်ငံကိုအထောက်အထားနဲ့ရောက်နေတဲ့မြန်မာအပါအဝင်လာအိုကမ္ဘောဒီးယားနဲ့ BNL နိုင်ငံကနိုင်ငံသားတွေကိုဆိုင်းအနာပိုင်းတွေကတတ်မှတ်ကာလအတွင်းလူသစ်လုံတမာမှတ်ပုံတင်ခွင့်ပြုလေးရှိပါတယ်။လူသစ်လုံတမာမှတ်ပုံတင်တဲ့ဆိုတာကတရားဝင်ရွှေ့ပြောင်းလာသူတွေကိုတရားဝင်ဖြစ်အောင်ဆိုင်းအနာပိုင်းကနှစ်စဉ်ထုတ်ပေးလေးရှိတဲ့ဗတ်ရိုက်တယ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်အတိမတ်ပြုပတ်ရောက်ကက်လျှောက်ထားတာပါ။ ရွှေပြောင်းအလုံးလုတ်ကင်ကျင်သူတွေအတွက်တော့အဲ့ဒီပန်းရောင်ကန်ဗက်မရှိရင်အလုတ်ရှာဖို့ခက်ခဲတာအပြင် အထောက်ထားမဲ့အလုတ်လုတ်ရင်လည်းထိုင်းအာနာပိုင်တွေရဲ့ဖန်စီထောင်ချတာကိုခံစားရပါတယ်။ဒါကြောင့်ထိုင်းရောက်ပြီဆိုရေရှည်နေထိုင်ရက်တီအလုတ်လုတ်နိုင်ဖို့ပန်းရောင်ကတ်ကို မဖြစ်မနေကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ကြရပါတယ်။ပဲရောက်ကြရိုက်တဲ့ဇင်းတော်ကစီရင်သွင်းထားပါတယ်ဆိုတဲ့ကိုနာမည်ပါစာရွယ် name list တင်ချိန်ကနေကက်ရပြီးတဲ့အထိဆိုဘတ်ငွေ1000ကနေ2000လောက်အထိကုန်ကြပါတယ် မြန်မာငွေနဲ့ဆိုကျပ်သိန်း20ဝန်းကျင်အနည်းဆုံးကုန်ကြတာပါ။ဒါကြောင့်ငွေကြေးအကျပ်တဲရှိသူတွေဆို မလောက်နိုင်တာရှိသလိုတချို့ကတော့ကိုယ့်ရဲ့အလုပ်ရှင်ကလုပ်ပေးပြီးလစာတွေကဖြတ်တာမျိုးတွေရှိတတ်ကြပါသေး။အသက်30အရွယ်ကိုမြင်မြင်အတွက်တော့တတိကဘတ်ဖိုးစိုက်ထုတ်ပေးပြီး15ရက်တခါလှုပ်အားကရှင်းချိန်မှာဘတ်ချ50ဖြတ်ထားတာမျိုးမျိုးလက်တလုံးမှာအထောက်အထားအတွက်မပူရတဲ့အခြေအနေပါ။ ဒါပေမဲ့ဆောက်လွေရေးလုပ်ငန်းခွင်မှာလုပ်နေရတာကြောင့်တစ်နှစ်ဘတ်260နဲ့တွက်ပြီးရတဲ့လောက်ဝယ်စာမှာကပ်ဖို့နှုတ်ဖို့ဂျန်နေငွေကိုဇနီးတဲ့မွေကင်းစာခလေးရဲနဲ့အတူအစားအသောက်ကိုချေတာစားတော့နေကြရတာပါ2023ရောက်လာတာပေါ့နော်နိုင်ငံရေးမကောင်းလို့ပေါ့ဒီဒီမှာလဲအစင်ပြည်လာလို့မပြောလဲဒီလိုပဲဟိုသူပြောနိုင်ငံမှနေရတာဆိုတော့လွယ်တော့မလွယ်ဘူးပေါ့လွန်အင်းအင်လာသားတမျိုးရတာမှ260ပဲရတယ်ဒါမှအဲ့ဒါနဲ့အစင်ပြည်လာလို့မပြောဒီတိုင်းပဲ လုပ်နေရတယ်ပေါ့အလုပ်ကလည်းမရှိသလိုကိုနိုင်ငံကိုပြောင်းလို့လည်းရှင်နေမကောင်းဘူးလေရှင်နေမကောင်းတော့လည်းဒီရန်လေးမှေ့ပြီးနေရတာပေါ့အခန့်ကတော့တက်လောက်ဟို2000ဟို1500ပေးရတခန့်ကရေဖို့မိဖို့ရေမိဖို့က200ရေဖို့က200ကျတာလို့အားလုံးပေါ့ဆို2000ကျော်ကျော်တော့ကျတယ်ကိုကဒီမှာလည်းအလုပ်တော့ဒီလိုပဲဗျာဟိုအစင်အစင်မပြေလားတော့မိတော့အစင်တော့မင်းဒီလိုပဲအလုပ်မရှိတော့မှေ့ပြီးလုပ်နေရတာပေါ့ ဒီလိုဘက်ရိုက်ဖို့ကုန်ကြစီအတွေ့လုံပန်းရတဲ့နေရာမှာအလုတ္တမအစ်တစ်တွေတွေမကပဲချိုင်းနိုင်ငံကိုရောက်နေတာဆက်စုနေချီကြာသူတွေလည်းပါပါတယ်သူတို့တက်ကတနည်းတကအလုတ်လုတ်ခွင့်အချောက်ထားဝော့ပါမီကိုတက်တန်းတူနိုင်မှာကိုင်ဆောင်ထားတဲ့ပန်းရောင်ကကပါအသက်ဝင်ပြီးအလုတ်ဆက်လုံးနိုင်ကြတာပါဒီလိုတနည်းတကတက်တန်းတူဖို့ဆိုတာကလည်းအနည်းဆုံးဘတ်6000လောက်ကနေဘတ်1000ကျွဲလောက်အထိကုန်ကြလေးရှိပါတယ် ဒါကြောင့်ရှေ့ကလှုပ်ထားတဲ့ဘတ်ဖို့အကျွေးဆိုင်ရင်ကြည်ကန်ဒီမာတင်နောက်တစ်နေ့အတွက်ထက်ကုန်ဖို့ပတ်စံထက်ရှားကြရတာကြောင့်လုံးချလဲလိုက်နေကြတဲ့အခြေအနေပါအသက်55နှစ်အရွယ်ဒေါ်ကြီးကတော့ချိုင်းကဆောက်လို့ရေလုပ်ငန်းခွင်မှာအလုပ်လုပ်လာတာဆယ်စုနှစ်တစုရှိပါပြီ။သူအလုပ်ဆောက်ဝင်ဝင်ချင်းကလောက်အားက180တာရခဲ့ပါတယ်။တတိကတနစ်မှာ7ဘတ်တူပြီးခဲ့တာကြောင့်လက်ရှိတနစ်မှာဘတ်260ရနေပါပြီ။ ဒါကြောင့်သူဟာလေလောက်ဝက်စာလုခရှင်တိုင်းဘတ်ဖိုးဖက်ဆက်နေရတာကြောင့်ဆယ်စုနှစ်ကြာတဲ့အောင်စုမိဆောင်မိမရှိနိုင်သေးတဲ့အခြေအနေပါ CIA အစားမလုပ်လို့ခြင်းလဲမလုပ်နိုင်လို့မလုပ်လို့ခြင်းလဲသတိရမပေါ်အဲ့တော့လောက်ရမယ်ဆိုတော့လောက်ရတယ်လောက်ရတဲ့ဟာကျတော့အဲ့လိုမျိုးပေါ့လာတိုင်းအဲ့လိုမျိုးစငိုင်းဘက်တိုင်းလာတိုင်းဖြစ်နေတာနဲ့အဲ့ဒီခုနပကံလည်းမထည့်လို့ရခဲ့တယ်စီအိုက်စာဖိုးတွေကအဲ့ဒီလိုမျိုးစုလေတော့ဖြတ်နေတာပေါ့ ပြက်သွားတဲ့လတော့မရှိသေးဘူးပြေးသွားတဲ့လတော့မရှိသေးဘူးအာနာမသိငင်တော့ကတော့နည်းနည်းလေးပစပ်ဈေးရတာနဲပေမဲ့လို့တော့နည်းနည်းလေးပူဆန်သေးတယ်ဟိုကဆိုကုံစည်းနှုံးလေးမတက်ဘူးအိမ်လာစာမတက်ဘူးအခုကကြတော့လောက်အားကမတက်ဘူးအိမ်လာစာတက်တယ်စားစီတွေကုန်တက်သွားတယ်ဒီလိုမျိုးအရင်တော့ကတော့ငားလေး20ဘိုးလောက်ဝယ်ဝယ်ပြီးတော့ငပိကြက်ကလေးချက်လိုက်တို့ကြာလေးနဲ့စားလိုက်နဲ့ဟောဒါနည်းနည်းစုမိစားမှုသေးတယ်အခုကတော့မစုမိမစားမှုဘူး ဆိုင်နိုင်ငံမှာခရိုင်89ခုကစက်ရုံအလုပ်ရုံတွေအတွက်ခရိုင်လိုက်သတ်မှတ်ထားတဲ့တရားလိုအခါရရှိပါတယ်။အနည်းဆုံး340ဘက်ကနေ390ကြားသတ်မှတ်ထားတာပါ။ဒါဟာအလုပ်သမားတွေအမှန်ရရှိတဲ့နှုန်းထားမဟုတ်ဘဲအစိုးရရဲ့စာရွက်တွေပေါ်မှာရှိတဲ့နှုန်းထားပါ။ ထိုင်းမြန်မာနယ်စပ်မေဆောက်ကအထက်ကျုပ်စေယုံတွေမှာဆိုရင်းလဲတီနှုံထားအတိုင်းမပေးတဲ့အပြင် ပုံမှန်အလုပ်ချိန်၈နာရီလို့သတ်မှတ်ထားပေမယ့်အချိန်ပိုဆင်းရတာမပါဝင်ပဲတနေ့မှာအချိန်တနာရီပိုပြီးအလုပ်စိတ်ခိုင်းနေတာပါဒါပေမဲ့တနေ့ရတဲ့အလုပ်ခါကပတ်200ကနေ250အထိသားရရှိကြပါတယ်ဒီလိုတက်မှတ်နှုံထားမဟုတ်တဲ့လောက်ခရရဖို့ဆိုရင်တော့ပန်းရောက်ကမရှိရင်အလုံးမရကြပါဘူး။ ဒီနှစ်မှာတော့ထိုင်းဆိုရကပန်းရောင်ကတ်အတွက်လူသစ်တွေကိုဒါလုပ်ငန်းစဉ်ပြီးဆုံးအောင်လုပ်ပေးနေပြီမယ်။အရင်လူဟောင်းတွေအတွက်တော့ရွှေပြောင်းသွားလာလုပ်ကင်ခွင့်အတွက်လိုအပ်တဲ့ CI စာအုပ်နဲ့နှစ်နှစ်တတန်းရှိပန်းရောင်ကတ်ပြန်လည်တတန်းတို့ဖို့လုပ်ငန်းစဉ်တွေကတော့နှောင့်နှေးနေတာဖြစ်ပါတယ်။အခုချိန်မှာတတန်းတို့ဖို့စောင့်ဆိုင်နေတဲ့ထိုင်းရောက်မြန်မာလုပ်သား၃တန်းဒီပါရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကလေးကစတင်ရမယ့်လုပ်ငန်းစဉ်ကကြန့်ကြာနေတာကြောင့်တချို့အလုပ်ရှင်တွေကအထောက်အထားမခံမာတာကိုအကြောင်းပြပြီးလှုပ်ရှားကနေနာတွေရှိနေတယ်လို့အသက်25နှစ်အရွယ်အမျိုးသမီးတူကဆိုပါတယ်။ဇာဟုတရန်တို့ရဲ့ကစားနေအောင်မြန်လေးပြီးစီရှင်ပြီးဘာလို့လဲဆိုလို့ရှိရင်အခုတမင်းတို့ကဒေဂျီပြီးမရဘူး250ပဲရရဲ့။ဒီများတွေပြည့်ရနေတဲ့အချိန်မှာကိုကအာ250လောက်ရတာမတန်ဘူးပေါ့နော်အဲအကြောင်းလို့မြင်မြင်လေးပြီးစီစီရှင်နေပြီးအစားအုပ်တက်တန်တိုးတဲ့ကိစ္စတွေကိုလည်း ကျန်တဲ့အခုပြန်တိုးရတယ်လေသူများတွေတော့တထင်းရှိလို့တောင်းထောင်ပေးရတယ်ညီမအမအရင်လုပ်နေတဲ့လောက်ကအဆင်ပြေလို့ဆိုပြီးထွက်လာတော့အခုတထင်းအတင်းနဲ့လုပ်နေလို့သူကတောင်းထောင်တောင်းတယ်အာအဲ့လိုမျိုးပြန်ဆက်လုပ်ရရင်ဟုတ်တရန်တိုးပြီးလို့ရှိရင်250ဒီဂျစ်အပြေးရမယ်ပြီးလို့ရှိရင်အော်အစိုးရရုံးပိုက်ရတယ်မှာလေးပေးမယ်သူတို့ကအဖွဲသမင်းတို့ကိုရှားလို့ရှိရင်250ပြေး250ပဲပေးတယ်ပြီးလို့ရှိရင်အစိုးရရုံးပိုက်ရအတွက်သူတို့မထည့်ပေးဘူးရှင် လက်ရှိအချိန်ဒီချိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းလုပ်တာ၅သန်းခန့်နေ၊၇သန်းခန့်အထိရှိနိုင်တယ်လို့ရွှေ့ပြောင်းလုပ်သမားကြီးလှူဆောင်သူတွေကခန့်မှန်းကြပါတယ်။သူတို့အတွက်တရားဝင်အလုပ်လုပ်ကိုင်ခွင့်ထောက်ထားလုပ်ဖို့အခက်အခဲမျိုးစုံကြုံနေကြရပါမယ်။ချိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်ဖို့ဆိုချိုင်းနိုင်ငံဥပဒေကိုလိုက်နာဖို့လို့လည်းအကြံပြုချက်တွေရှိထားပါတယ်။ ူတို့တွေတရားဝင်လှုပ်လှုပ်ကိုင်းဝင်ထောက်ထားလို့ပို့အခက်ခဲမျိုးစုံကြုံနေကြရပါမယ်။ထိုင်းနိုင်ငံမှာနေထိုင်လှုပ်လှုပ်ကိုင်းဖို့ဆိုထိုင်းနိုင်ငံဥပဒေကိုလွှတ်နာဖို့ကိုလည်းကြံပြချက်တွေရှိထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ထိုင်းနိုင်ငံလည်းခန်းစားခဲ့ရပြီးဘန်ကောက်ကစီးရင်စီရုံပြကြတဲ့အထက်မြန်မာရွှေ့ပြောင်းလုပ်သားတွေပြိမိတည်ဆုံခဲ့ရပါတယ်။ အဲ့ဒီတည်းအထောက်အထားမပြည့်စုံတဲ့အလုပ်သမားတွေပါဝင်နေတာကြောင့်နှစ်နာချေးရဖို့တောင်ခက်ခဲတာမျိုးကြုံနေရတယ်လို့ရွှေပြောင်းအလုပ်သမားကြီးလှုပ်ဆောင်သူတွေကဆိုကြပါတယ်ကြပြင်ဆက်ရုံလို့ယုံနေမှာလောက်ခလာကြကြအငင်းပွားမှုတွေကြုံတဲ့အချိန်မှာလဲအထောက်အထားမပြည့်စုံတာကြောင့်ရပိုင်ခွင့်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ် ဒီလိုဖြစ်စဉ်တွေအတွက်လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်။ပညာရေးနဲ့ဖွံ့ဖြိုးရေးတွတ်တက်ရေး Foundation FED ရဲ့ရွှေ့ပြောင်းအလုပ်သမားရေးကူညီဆောင်ရွက်ရေးဌာနတာဝန်ခံကိုဇော်မင်ဦးကအများဆုံးရထားတဲ့ပြဿနာကဒီအလုပ်စုတဲ့ပြဿနာပြကျွန်တော်တို့မြန်မာနိုင်ငံကရှိကောင်းလာတဲ့မြန်မာလူသမားတွေကဟိုအကောက်ွယ်ပေးရမယ့်အစီအစဉ်ကတောင်း တောင်းဝန်တွေတက်ွက်တဲ့အချိန်မှာဒီဘက်ကအမြင်ကဒီဘက်ကလူငယ်လုပ်ငန်းရှင်တွေကဒီဘက်မှာရှိတဲ့ဒီခိုင်းနဲ့ပတ်သက်တဲ့ government တွေကမြန်မာနိုင်ငံသားတွေကိုစစ်တပ်ပြင်းပြနေမရှိဘူးဆိုတဲ့အတွေ့အကြုံလာတော့မသိဘူးပေါ့နော်ဆိုလိုတာကဟိုလက်လက်တပယ်တွေလုပ်တဲ့ဟာတွေရှိတယ်လောကတွေအဆုလိုက်ပြောင်းလိုက်လုပ်ထုတ်တဲ့ကိစ္စတွေရှိတယ်လောကလုံးဝမပြေးတဲ့ပြဿနာတွေရှိတယ်နောက်တော့ဟိုလုပ်ငန်းဝင်တွေမောဖို့တဲ့ပြဿနာရှိတယ်အဲ့ဒီပြဿနာတွေတော့အများဆုံးရှိတယ်ဗျ နိုင်ငံရဲ့ချားမှာအလုတ်သွားလုပ်နိုင်ဖို့ဆိုတာမြန်မာနိုင်ငံသားတွေအတွက်တော့ကြီးပွားချမ်းသာဖို့လက်စားတကူဆိုတဲ့အတွေ့အကြုံနဲ့ကြီးပြင်းခဲ့ရတဲ့အိမ်မက်တခုပါမိသားစုဝင်ဆွေမျိုးတွေနဲ့အိနီနာချင်းတွေကြမှာမျက်နှာပွင့်လန်းစရာအခြေအနေတခုအဖြစ်လဲခံယူထားကြတဲ့အယူဆတွေရှိခဲ့ပူပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အိနီချင်းနိုင်ငံမှာတော့မျှော်မှန်းထားတဲ့အခြေအနေတွေနဲ့ကွာခြားပြီး အခြေခံလုံသားဘဝကိုတရားဝင်ဖြစ်ဖို့စိန်ခေါ်မှုတွေကြာယုံကန်နေကြရတာပါ။